မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါရဲ့ရှင်။မိဘပြည်သူများရှင်ဒီနေ့ကနိုဝင်ဘာလ1ရက်နေ့ဆိုတော့ထုံးစံအတိုင်းထီပေါင်းစင်လေးတိုက်ဖို့အတွက်မမေ့ပါနဲ့နော်။ပြောလို့မရဘူးရှင်မိဘပြည်သူများထီမတိုက်ပဲနဲ့ထားထားမိလို့ရှင်သိန်း900လို့သိန်း1000လို့သိန်း2000လို့ပေါက်ချင်ပေါက်နေမှာထီတိုက်လိုက်ကြပါအောင်နော်။အခုချိန်ဒီထီတိုက်ဖို့မေ့နေရဆိုရင်သတိရစီဖို့အတွက်ကျွန်မသတင်းမတင်ဆက်ခင်လေးမှာသတိပေးတာဖြစ်ပါရဲ့ရှင်။မိဘပြည်သူများအားလုံးထီစုကြီးပေါက်ကြပါစေ။သာသနာအကျိုးပြုနိုင်ပါစေ။ ကောင်းကျိုးလိုရင်ဆန္ဒနေပြေဝကြပါစေလို့ကျမကလည်းဆုတောင်းမေတ္တာပို့သပါရရှင်။ဒီနေ့ပထမဆုံးသတင်းလေးကတော့မိုးကုံမြို့ရဲ့သတင်းလေးနဲ့စတင်ပါမယ်။မိုးကုံမြို့မှာဆိုရင်အခုဒေသခံတွေဟာစိတ်ဆင်းရဲဒုက္ခတွေရောက်နေကြပါပြီ။ဘာကြောင့်လဲဆိုတော့မိုးကုံမြို့ကို TNL ကပြန်ပြီးတော့ဗောနော်မြမတက်မလို့ပေးတယ်ဆိုပေမဲ့မိုးကုံမြို့မှာအခြေပြုပြီးရောက်ရှိနေတဲ့ PDF တွေကလိမ္မာ ရေးချရှိစွာနဲ့ပြန်မပေးပါဘူး။ခံစစ်ပြင်မယ်ပြန်လည်တိုက်ခိုက်မယ်ဆိုပြီးတော့အတိလင်းတရားဝင်ထုတ်ပြန်ထားတယ်။ဒါကြောင့် စစ်ပွဲတွေဖြစ်ပေါ်တော့မှာဖြစ်တဲ့အတွက်မိုးကုတ်ဒေသခံတွေဟာဆိုရင်စစ်ရှောင်သွားကြပါပြီစစ်ရှောင်ရတယ်ဆိုတဲ့အခါမှာကုန်ကြစိတ်တွေလည်းရမ်းများပါတယ်ဒါကြောင့်မိုးကုတ်ကနေစစ်ရှောင်လာတဲ့ကိုယ်နိုင်ငံသားအချင်းချင်းတက်နိုင်ဆုံးပေါ့နော်ကုညီစားရှောက်ပေးကြပါလို့ကျွန်မကကြားတဲ့ညစ်တာခံချင်ပါတယ်ဒါပြင်မိုးကုတ်မြို့သူမြို့သားတွေတော်တော်များများလည်းအခုဆိုရင်တော်တော်တိတ်နေကြရေပေါ့နော်တပုံနေနဲ့နေခဲ့တဲ့ကာလအတွင်းမှာသူတို့မြို့လေးကဘလောက်ထိအောင်ဆုတ်ပြတ်တက်သွားလဲဆိုတော့သူတို့မျက်မြင်ကိုတွေ့ပဲလေဒါကြောင့်အချို့မြို့သူမြို့သားတွေဆိုရှင်ထဲမှာနှောင်းတာနေနေပါ ဒီလိုမျိုးလက်နက်ကင်လန်းစဉ်ကိုအားပေးမိတဲ့အတွက်ငါတို့မျိုးလေးပျက်စီးရလိမ့်ခြင်းဆိုတဲ့နောင်တတွေနဲ့ပါဒါလေးကိုလည်းကျမတို့ကအနည်းငယ်စာနာပေးလိုက်ကြဖို့အတွက်တော့တိုက်တွန်းချင်ပါတယ်တချို့တွေမှားခဲ့ကြရလေလက်သုံးချောင်းထောင်ကြတယ်အကြမ်းဖက်တွေအပီးကြတယ်အကြမ်းဖက်တွေဝင်လာချိန်မှာကြိုးဆိုကြတယ်အခုတော့မိုးကုံမျိုးလေးကအကြမ်းဖက်တွေရဲ့လှုပ်ရက်နဲ့ပျက်စီးယိုယွင်းမှုတွေမြင်ရတဲ့အခါကျတော့မိုးကုံမျိုးလေးရဲ့ဒေသခံတွေမိုးကုံမျိုးမှာဇာတိချက်မျိုးဖြစ်ခဲ့တဲ့သူတွေကဘယ်စိတ်ကောင်းမှမလဲရှင် ဒါကြောင့်ရှင်နဲ့မှတောင်းတရင်လည်းခံစားနေရတာပေါ့နော်ဒါလေးကိုကျမတို့ကိုချင်းစာပေးလိုက်ရအောင်ပေါ့ဒူလူလေးပဲကျမကြားထဲကနေပြီးမြစ်တာခံချင်ပါတယ်အဓိကတော့ PDF တရားခေါင်းပါတယ်မိုးကုတ်မြို့ကိုနောက်ဆုံးအချိန်နေ့ထိတို့ကခုခံထားမယ်ဆိုပုံစံမျိုးပေါ့နော်တကယ်တော့တို့အချိန်နေကဘလို့ဖြစ်တာလဲဆိုတော့တို့ကပြေးစရာမြေမရှိတော့တာရှင် TNL ကဒီမြို့ကနေစုတ်ခတ်သွားတဲ့အချိန်မှာမိုးကုတ်မြို့မှာတူးဖော်သွားတဲ့ရေဒနာတွေလည်း PDF တွေကိုခွဲခြမ်းပေးသွားတာမျိုးမရှိဘူးနဲ့တူပါတယ် PDF တွေသွားစရာလာစရာမရှိတော့လမ်းပျောက်သွားတာပေါ့နော် အစရကျမတို့ပြောပါတယ်ဒီလက်နက်ကင်တွေက PDF တွေကိုအသုံးချဖို့ပဲရှိမှာအဆုံးထိတောင်းဝန်ယူဖို့စိတ်ကူးရှိမှာမဟုတ်ဘူးဆိုတော့ကျမတို့အစရကပြောခဲ့ပါတယ်ကျမတို့ပြောတာတို့လက်မခံဘူးပေါ့နော်အခုတော့ရုပ်လုံးတွေပေါ်သွားပြီ TNL ကတို့ကိုဒီတိုင်းတောင်းဝန်မဲ့ဆိုတာထားခဲ့တယ်ဒီတော့တို့အနေနဲ့ကမြို့မှာထိုင်ချပြီးတော့ပြန်ခံတိုက်ရုံကလွဲလို့ရှိရင်အခြားရွေးချယ်ချက်မရှိဘူးပေါ့နော်ဒါပေမဲ့တက်မတော်ကအများကြီးလမ်းဖွင့်ပေးထားပါတယ်အလင်းဝင်ဖို့အတွက်ကိုလမ်းဖွင့်ပေးထားတယ်စစ်တိုက်တာထက်ဆိုင်အလင်းဝင်တာပိုကောင်းမလားလို့တော့မှကျွန်မစဉ်းစားမိရပေါ့နော်ဒါပေမဲ့လည်း ပီတဲ့တွေကြည်ရလဲအခုတို့အကျိုးပေးချိန်တန်နေနဲ့တူပါတယ်ဆုံးဖြတ်ချက်အမှားတွေဇက်တိုက်ချမိပြီးတော့ဒုက္ခပင်လဲဝေမဲ့လမ်းအဝဲရွှေးတယ်ဆိုတော့လေဘက်တက်နိုင်မှာမလဲပေါ့နော်အဲ့တော့ကျမဒီပီတဲ့တွေရဲ့ဆုံးဖြတ်ချက်ကိုကျမစကပုံလေးတစ်ခုနဲ့ပဲနှိုင်းရှင်ပြကျင်တယ်ပီတဲ့တွေအခြေအနေကဘာဖြစ်နေရလဲဆိုတော့အတောင်ကျဲမှာနားလဲမယ်ငှက်ဖြစ်နေရဲ့ရှင့်အဲ့တော့အတောင်ကျဲမှာပဲတိမယ်အတောင်ကျဲရင်တော့ကောင်းကင်မှာပြန်တန်းလို့မရတော့ပါဘူးဒါပေမဲ့ကျမတို့ကဘာပြောလို့ရမှာလဲရှင့်သူတို့ရဲ့ရွေးချယ်ရပါတော့ဒါကြောင့်မိုးကုတ်မြို့ကြီးကံကောင်းပါစေ ်မကုတ်မြို့သူမြို့သားရေလေမြို့စစ်စစ်ညံ့ကြေတောင်မြင်ရတာဟာငါတို့ရဲ့ရွေးချယ်မှုကြောက်ပဲဆိုတော့အချို့တွေသိနာလဲပို့လို့တယ်စစ်ကိုခေါ်ရဲ့စစ်ကလာတယ်စစ်ကလာလို့ရှင်တော့သူကအင်ဒီအာဘီဝင်လာတာပဲစစ်ကပြန်ထွက်သွားတဲ့အချိန်ကျရင်တော့လူချင်းမင်းတို့ပေးသွားတဲ့အရာတွေကဘာတွေလဲဆိုတော့ဘဝနဲ့ရှင်ပြီးတော့တန်ခမ်းစာရှားလောက်ပြီးလို့ထင်ပါတယ်ရှင့်ဒီချက်လေးကိုပဲတင်းနှဲ့ချုပ်နေနဲ့ပြောလိုက်ပြရစီတော့ရှင် မိဘပြည်သူများရှင်ဒီဓမ္မခုဒုတိယသတင်းလေးရပါဘောเนาะအမှုပညာရှင်နှစ်ဦးမနေ့ကဆိုရင်ထပ်မံပြီးတော့ရေးယူခံခဲ့ရတဲ့ကိစ္စဖြစ်ပေါ်သွားခဲ့ပြန်ပါတယ်ဒီသတင်းလေးကိုနိုင်ငံတော်ကနေပြီးတော့အောက်တိုဘာလ31ရက်နေ့မနေ့ကထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီထုတ်ပြန်ချက်တိုင်းလေးကျွန်မပြောပြပါမယ်ထုတ်ပြန်ချက်ထဲမှာဆိုရင်ခေတ္တမိုင်းကိုထုံးဆိုင်ပြည်သူများရွေးကောက်ပွဲသိပညာပေးဇက်လန်းမှာပါဝင်သေးုပ်ဆောင်တဲ့ပညာရှင်တွေကိုပြည်ပရောက်အကြံပတ်အဖွဲ့အစည်းအားပေးထောက်ခံသူတွေနဲ့တရားခံပြည်တွေကလူမှုကွန်ရက်ဆောင်မြက်ကနေတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားကြတဲ့အပေါ်မှာ ပြည်ထဲမှာနေပြီးတော့ထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်ဇမြူထွန်းတက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူခေါ်အေဂျင့်အောင်တို့ကိုသူတို့နေမှာပဲဖမ်းဆီးရမိခဲ့ပါတယ်။လွန်ခဲ့တဲ့တရက်နှစ်ရက်ကဖြစ်သွားခဲ့တဲ့ဒရိုက်တာမိုက်ဒူးတို့ဖြစ်စဉ်နဲ့အတူတူပါပဲရှင့်။သတင်းလေးကိုကျွန်မရှေ့နေမှာဆိုလို့အများကြီးမပြောတော့ပါဘူး။ဆိုလိုရင်းကတော့နေရလေနုပညာရှင်နှစ်ယောက်ဟာဆိုရင်အကြမ်းမဲ့သမားတွေပြောဆိုနေတာတွေလူမှုကွယ်မှာပြောနေတာတွေသွားထောက်ခံတယ်ပေါ့ရှင်။ထောက်ခံတဲ့အခါမှာသူတို့ကနိုင်ငံထဲမှာရှေ့နေရလေ။ နိုင်ငံထဲမှာရှိနေတဲ့အတွက်နိုင်ငံရဲ့ဥပဒေနဲ့ကျုံးဝင်နေတဲ့အခါမှာဖမ်းဆီးရေးယူခံရတဲ့မကြခင်မှာပြစ်မှုစီရင်ခံရပြီးတော့ထောင်သွင်းခြင်းချခံရတော့မှဖြစ်ပါတယ်။ကျမမနေ့ကလည်းပြောပါတယ်။ဒီချိန်မှာစိတ်ကိုစိတ်ကိုမနိုင်ဘူးဆိုရင်လူမှုကွန်ရက်မသုံးပါနဲ့လို့ကျမပြောပါတယ်ရှင်မနေ့ကလည်းလူချင်းမင်းတို့ကနိုင်ငံချိန်နေဒီလိုဖြစ်သွားအောင်လို့စူးစမ်းခဲ့တဲ့သူတွေတွေမှာပါရလေ။နိုင်ငံဝင်ဝင်ထမ်းဖို့အတွက်စိတ်ကူးလေးများမရှိကြအောင်လားရှင်။စိတ်ကူးမရှိတဲ့ပြင်နိုင်ငံဝင်ဝင်ထမ်းတဲ့လူမြန်ရှင်တွေကစော်ကားပုတ်ခတ်တယ်ဆိုတော့ မြန်မာနိုင်ငံမှာရှိရဲ့ဥတွေနဲ့အေးအေးယူခံရတာကလူချင်းမင်းတို့အတွက်ကျမမညာမတာပြောရလို့ရှင်နဲတော်နဲသေးရလို့ပဲပြောတော့မယ်မြန်မာနိုင်ငံမှာဒီလိုတွေအခြေအနေတွေစိုးဝါးစွာတနေ့တောင်မုံတီးသွားအောင် လူချင်းမင်းတို့ကဥဆောင်ဖန်တီးလိုက်ကြတာအဲ့တော့မမေ့ပါနဲ့ရှင်လူတော်ကတော့ကိုကိုလူကောင်းလို့ထင်ကြတာပဲငါတို့ကအမှန်တရားဘက်ကနေတဲ့သူအမှန်တရားဘက်တော်သားစေဟာနာရှင်ကိုတွန်းလှန်တယ်ဆိုပြီးတော့ကိုကိုကိုလူကောင်းဖြစ်သူရဲကောင်းဖြစ်နဲ့သတ်မှတ်ထားကြတာကြီးပဲ ဒါပေမဲ့ကိုယ့်ရဲ့လှုပ်ရက်ကတိုင်းပြည်အခြေအနေဘယ်လောက်ထိဆိုးဝါးသွားစီလဲဆိုတာကိုပြန်လည်စမ်းစစ်ဖို့ကြတော့မေ့နေကြတယ်။လူပြန်ရှင်တော်တော်များအဲ့လိုဖြစ်နေကြတာပေါ့နော်။တို့ရောတို့အမှန်တရားဘတ်တော်သားလို့ထင်နေကြတာ။ဒါကအထင်ပဲရှိတာလေ။တို့လှုပ်ရက်ကြောင့်တိုင်းပြည်ပျက်စီးသွားတာကတကယ်ကိုပကတိအရှိတရား။အခုဆိုတို့စီကြံလှုပ်စော်လို့စီကြံလှုပ်ပြီးတော့ဘဝတွေပျက်စီးသွားတဲ့သူတွေအများကြီးတို့ဘယ်သူမှတောင်းအောင်မယူဘူးရှင်။ဒီချက်နဲ့နေတို့ကအမှန်တရားဘတ်တော်သားဟုတ်လား။တရားမျှတရဲ့ဘက်မှာနေတဲ့သူလား။ကိုပြောတဲ့စကားကိုတောင်းအောင်မယူဘဲနဲ့ စိတ်ဓာတ်အောင်တန်းကြတဲ့သူလားဆိုတာကဘယ်ပေရန်နဲ့တိုင်တိုင်ဖြေထွက်ပါရဲ့ရှင်။ဒါမှမဟုတ်လည်းလေလေမမာနဲ့တိုင်းပြည်မှာအေးအေးချမ်းချမ်းပြန်နေတဲ့သူတွေကတော့ကျမတို့ခွင့်လွှတ်ပေးတဲ့ခွင့်လွှတ်ပေးရမှာပေါ့နော်။တချို့ကြောင့်လည်းနိုင်ငံတော်နဲ့ပြန်ပြီးတော့စီလုံးပေးတယ်၊ပြည်သူတွေမျက်နှာကြည့်ပေးတယ်၊ပြည်သူတွေလမ်းမှန်ရောက်စေဖို့ပြန်ပြီးတော့စူးစမ်းပေးတယ်ဆိုရင်လည်းဒါကကျမတို့ကလေးစားချီးကျူးရမှာပဲ။အမှားကိုသိတယ်၊အမှန်ကိုပြင်တယ်လေ။အခုကကြတော့အမှားကိုလည်းမသိဘူး၊အမှန်လည်းမပြင်ဘူး။ အမှန်ပြင်တဲ့သူတွေလည်းနှောက်ရက်တယ်ဆိုမှတော့ဥပဒေရဲ့ဓာတ်နဲ့အခုတ်ခံရတော့မထူးဆန်းဘူးကွာရှင်အဲ့လိုပြောရင်ကျမတို့ကမညာမတာပြောရဖြစ်အောင်မယ်ကျမတို့ကလူစိုးကြီးတွေဖြစ်အောင်မယ်ကျမတို့ကခင်မို့မို့အေးဖြစ်အောင်မယ်သူတို့ကပန်းနုသွေးဆိုတော့လေအဲ့လိုအခြေအနေတွေရှိပါရဲ့ရှင်ပြီးတော့လူပညာရှင်တွေအနေနဲ့ကကိုယ့်အကူစိတ်မထိန်နိုင်ဘူးဆိုလဲအကောင့်တူလေးနဲ့အကောင့်ဘုံလေးနဲ့ပဲတုံးပေါ့နော်လူသိများထင်ရှားတဲ့အကောင့်တွေအသုံးပြုပြီးတော့အကြံပတ်အားပေးတာတွေအကြံပတ်တမားတွေပြောဆိုနေကြတဲ့ စကလုံးတွေကိုသွားပြီးထောက်ခံတာတွေလုပ်မယ်ဆိုရင်တော့ဒီလိုမျိုးပဲရည်ယူခံရမှာဖြစ်ပါတယ်။စင်ကျင်ကြပါရှင်။ကိုယ့်အကူမစင်ကျင်ဘယ်သူကလာပြီးတော့စင်ကျင်ပေးမှာလဲနော်။ဒီလိုကကျွန်မပြောချင်တယ်အားလုံးကလည်းအသက်ပြည့်ပေးသားသူတွေပါချွေဆိုကျွန်မခရတော်တက်တယ်အများကြီးပါတယ်။အုံနောက်ပြီးပါကြတာပဲရှင်ကောင်းနေမှာကိုယ့်အကူစင်ကျင်ကြဖို့အတွက်ပြောချင်တယ်။လူချင်းမင်းတို့ကရှေ့ဆောင်လမ်းပြကောင်းကောင်းလုံမှပြည်သူတွေကလည်းလူချင်းမင်းတို့ဆံပြထားတဲ့သူတွေကလည်းမှမှန်ကန်ကန်တွေးခေါ်တတ်မှာဒါကြောင့်အခုချိန်အားစပြီးတော့လမ်းကြောင်းလေးဖျက်ဖျောက်သွားကြပါ တိုင်းပြည်မျက်နှာကြည့်ကြပါပြည်သူတွေမျက်နှာကြည့်ကြပါလို့ကျွန်မကတိုက်တွန်းလိုက်ပြရစီမိဘပြည်သူများရှင်ကျွန်မစီရောမနေ့ကပြည်သူ့တန်လေးတခုရောက်လာပါတယ်ပြည်သူ့တန်အခြေအနေကတော်တော်ကြီးမားပြီးတော့ပြဿနာကြီးနေတာပေါ့ရှင်ကျွန်မပြောချင်တာဒီပြဿနာကြီးနေတဲ့အတွက်ကျွန်မနမဲလေးပါရောထည့်ပြီးတော့မပြောသေးပါဘူးကျွန်မစီကိုတတ်တိန်နဲ့တကွာရောက်လာခဲ့တာဖြစ်ပါတယ်ပြည်သူ့တန်လာပေးတဲ့ပြည်သူကမဲဆန္ဒရှင်ပြည်သူတယောက်ပါကိုစလေလောင်းတယောက်ပေါ်မှာ သူ့အနေနဲ့တိုက်တန်းခြင်းနဲ့အတွက်ကျမောက်လာပြီးတော့ data ချက်လက်လေးလာပေးတာဖြစ်ပါတယ်။အဲ့တော့ကိုယ်စလဲလောင်းနာမည်ပါတီနာမည်တော့ကျမထည့်ပြီးတော့မပြောတော့ပါဘူး။ပါတီကတော့အသေးလေးပါပါတီအသေးလေးပါပဲ။ဒါပေမဲ့ကိုယ်စလဲလောင်းအောင်လည်းနာမည်ကြီးရဲ့ကိုယ်စလဲတော့မဟုတ်ပါဘူး။ကျမလည်းသူပြောမှအဲ့ကိုယ်စလဲရှိရဲဆိုတော့သိရပါတိုင်းမဲ့လည်းဖြစ်စဉ်ကိုတော့ကျမတင်ပြပေးတင်တဲ့ထင်တဲ့အတွက်မိဘပြည်သူများသိအောင်တင်ပြပေးချင်ပါတယ်။ဖြစ်စဉ်လေးကတော့ကျမကိုလာပေးတဲ့အမျိုးသမီးရဲ့ညီမနဲ့သူ့ရဲ့တငယ်ချင်းတွေအားဆိုရင်နိုင်ငံခြားထွက်ဖို့အတွက်ကို နောက်ထပ်လူတယောက်နဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်နေပေါ့နော်အဲ့လိုလှုပ်ဆောင်ပြီးရဲ့အခါမှာပြောရမယ်ဆိုတော့အောင်လန်းအထွက်ဖို့တည်းစူးစမ်းတာပေါ့စူးစမ်းပြီးတော့သူတို့အမင်လာအဝေးပြေးကောင်းဝဲရနေပြီးတော့ခီးထွက်ဖို့ပြင်ဆင်တဲ့အခါမှာအဲ့ဒီကောင်းဝဲမှာပဲသူတို့ဖမ်းဆီးခံရတယ်ဖမ်းဆီးခံရတဲ့အချိန်မှာသူတို့ဖမ်းဆီးလိုက်တာလူကုန်ကူးမှုနဲ့ဖမ်းဆီးလိုက်တာဒီလိုဖမ်းဆီးရတဲ့အခါမှာသူ့ရဲ့ညီမလေးနဲ့သူ့ညီမရဲ့မိဆွေနဲ့တငယ်ချင်းပေါ့ရှင်တူသွားမဲ့နှစ်ယောက်ကဖမ်းဆီးခံလိုက်ရတယ်အဲ့လိုဖမ်းဆီးခံရဲစကန်ပါသွားတဲ့အခါမှာဒီမိန်းကလေးရဲ့မိခင်က ဒီမင်းကလေးရဲ့မောင်လေးပေါ့နော်မောင်လေးရဲ့တငယ်ချင်းတယောက်ကနေတဆင့်အရာရှိတယောက်နဲ့ချိတ်ဆက်မိရယ်ချိတ်ဆက်မိသွားပြီးရဲ့အခါမှာဆိုရင်ဒီမင်းကလေးကိုပြန်ထုတ်ပေးဖို့ဆိုပြီးတော့အဲ့ဒီအရာရှိကိုပတ်စံပေးကြတယ်ပြောရမဆိုတော့အဂတိမှုကျူးလွန်မိတဲ့အခြေအနေတစ်ခုပေါ့နော်ကလေးမလေးကလူကုန်ခူးတဲ့လူကိုလောက်ခဲ့တာမဟုတ်ဘူးသူကိုယ်တိုင်ဒီရဲ့နိုင်ငံသားကိုထွက်ချင်တဲ့အတွက်တရားမဝင်သွားပတ်သက်မိပြီးတော့ထွက်မိတာပြောရမလို့သူတို့လောက်ရက်ကလည်းမှားတယ်မှန်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုဖြစ်သွားတဲ့အချိန်မှာအမှုကအမှုရိုးရိုးရှင်းမသွားဘဲနဲ့ကောင်မလေးကို လူကုန်ကူးမှုနဲ့ပါပါတယ်ဆိုပြီးဒီအရာရှိကသူတို့ပြောဆိုတယ်ပြောဆိုပြီးရခါမှဆိုရင်သူတို့ဒီအရာရှိကိုပတ်စံပေးရတယ်ဒီအရာရှိကသူတို့ဆရာပတ်စံ350တီတီတောင်းတယ်ဒါပေမဲ့ဒီမိသားစုက300ပဲဒီမိသားစုလည်းထည့်ဒီအရာရှိလည်းထည့်လိုက်တယ်ပေါ့နော်အဲ့လိုထည့်ဖို့ကလည်းသူတို့ကချီးငားပြီးတော့ထည့်ရတယ်အိမ်တွေပိုင်းပေါင်ပြီးတော့ပေးရတာပေါ့ရှင်းပြောမယ်ဆိုတော့ဒုက္ခရောက်တာဘဝပြတ်တာပေါ့ရှင်အဲ့လိုဖြစ်ပြီးရနောက်မှဆိုရင်လည်းညှို့လင့်ချက်တွေပေးပြီးတော့ပတ်စံတွေယူသွားပြီးရခါမှအခုကြတော့ဒီအရာရှိကရွေးကောက်ပွဲဝင်နေတဲ့ကိုယ်စလဲအနေနဲ့ စင်ရင်ထွက်လာခဲ့တယ်သူကကျမကိုယ်စလဲကတ်တွေပါပဲပေးပို့လာတာပဲမြို့နယ်ကဘသူဆိုတော့ဘောနော်အတိအကျပေးပို့လာတာပြီးတော့ဖြစ်စဉ်ကတော့ရိုးရှင်းတယ်ဒီလူဟာဆိုရင်ကိုယ်စလဲလောင်းမဖြစ်ခင်မှာအခြားလူတွေစီကပတ်စံတွေယူထားတယ်ပြောရမယ်ဆိုတော့ဒါပွဲစားလုပ်တဲ့သဘောပဲလေအမှုဖြစ်တဲ့သူနဲ့အမှုကိုစီရင်ရမယ်သူကြားထဲမှာသူပွဲစားလုပ်ပြီးခလောက်ဆန်တာလေအဲ့တော့ကိုပတ်စံယူထားတာအဲ့ဒီပတ်စံတွေကိုလည်းအခုချိန်ကြီးပြန်ပြီးတော့ဘာမှလုပ်ပေးရလည်းမရှိပြန်ပေးရလည်းမရှိပဲဒီမိသားစုသူကဆက်သွယ်ဖြတ်ထားတယ်ဒီမိသားစုကသူ့ဆက်သွယ်တဲ့အခါကျတော့ ရွေးကောက်ပွဲရှိနေရဲ့ငါအလုပ်တွေရှုပ်နေရဆိုခေါင်းရှုပ်တာဆိုပြီးတော့ခေါင်းရှောင်နေဆိုတဲ့ခါကျတော့အမှုကကျမစီရောက်လာအောင်ကျမစီကိုတတ်တင်နေတကွာပို့လာတဲ့ခါကျတော့ကျမပြောလိုက်တယ်အမားလို့ဒီလိုကိစ္စမျိုးတွေကကျမတို့မီဒီယာအနေနဲ့ဝင်ရောက်ပြီးတော့နမဲဒီပါတီနမဲနဲ့ထည့်သွင်းပြောဆိုဖို့မသင့်တော်ဘူးရွေးကောက်ပွဲကိုအနောက်ရှက်ဖြစ်မှာစိုးတယ်ဒါကြောင့်အမအနေနဲ့ဒီကိုစလဲကိုကန့်ကွက်ချင်တယ်ဆိုရင်တော့နီးစက်ရရွေးကောက်ပွဲကော်မရှင်ရုံးနေမှာတတ်တင်နေတကွာတွားပြီးတော့ရှေ့နေနဲ့ ရှေ့နေစံဥပဒေအကျဉ်းကြီးဉာဏ်ကြီးယူပြီးတော့တိုင်ကြားပါလို့ကျွန်မကြံဉာဏ်ပြုလိုက်တဲ့အရှင်ဒါဟာအမှန်ကန်ဆုံးနီးလန်းနဲ့ကျွန်မဒီမျိုးသမီးကိုကူညီလိုက်တာပဲဒီတော့သူတို့ကြားထဲမှာဖြစ်တဲ့ကိစ္စကိုတော့သူတို့ချင်းချင်းပဲဖြေရှင်းရမှာပေါ့နော်အဲ့တော့ကျွန်မကဒီကိစ္စလေးကိုဘာကြောင့်ဤပပီသူများမဲဆန္ဒရှင်များစီကိုတင်ပြရလဲဆိုရင်ဒီရဲ့ပိုင်းမှာပဲယူကော့ဝုံမဲ့ကိုစလေတွေရဲ့အပုတ်တွေတချို့ပေါ်လာခဲ့တယ်ရှင့်အဲ့ဒီပုတ်တွေကဘာလဲဆိုတချို့ဆိုယူကော့ဝဲဝင်တယ် CDN လောက်ထားတယ်။ CDN လောက်ထားတဲ့ဟာကိုလည်းအခုချိန်ထိ Facebook မှာမဖြတ်ဘူး။အချို့ရကြပြန်နော်။ရွေးကောက်ပွဲဝင်တဲ့အကြက်ပတ်အားပေးထားတဲ့ post တွေအခုချိန်ထိမဖြတ်ဘူး။ဒီလိုလူတွေကိုလက်ခံတဲ့ပါတီလည်းကျွန်မတော်အံ့ဩတယ်။ဘလို့စိတ်တက်တေးနဲ့များလက်ခံကြတာလဲဒါမှမဟုတ်အသွင်တူလို့ပဲအိမ်သူဖြစ်ကြတာလား။သူတို့ချင်းသတင်းလွတ်လွတ်ပေါင်းဖက်တွေးကြတာလားဆိုတော့သူတို့ပဲသိမဲ့ကိစ္စရှင်။ကျွန်မအခုပေါ့နော်သတင်းပြောရင်းနဲ့စကပုံလေးတစ်ခုသတိရမိလို့ပြောပြခြင်းနဲ့အဲ့ဒါပါလဲဆိုတော့ အကျွေးရှိလို့ရှင်ဘယင်ဆက်လိုက်မယ်တဲ့စကပုံရှိရယ်စကပုံရှိရယ်အဲ့စကပုံဒိတ်ပဲပါလဲဆိုတော့နိုင်ငံရေးသမားတွေကသူတို့ရဲ့ personal ဘဝမှာအခြားလူတွေစီကငွေကြေးတွေချီးငှားတာအခွင့်အရေးတွေချီးငှားတာဆက်သက်ပြအကျွေးတွေအများရှိလာပြီးတော့နိုင်ငံအာဏာရသွားတဲ့အချိန်မှာဘယင်အာဏာတုံးပြီးတော့နိုင်ငံတော်ဘန်နာနဲ့သူတို့ရဲ့ personal အကျွေးတွေကိုဆက်တာကိုပြောတာရှင်အဲ့စကပုံကအခုရွေးကောက်ပုံမှာအချို့သောကိုယ်စလဲတွေနဲ့အတိအကျသက်ဆိုင်နေတယ် ဒါအောင်မိဘပြည်သူများစင်ကြယ်နိုင်မှုလို့ရတယ်သိရှိဖို့လို့ရတယ်အခုဒီပုံပို့ဆိုရင်သူများစီကအဲ့လိုမျိုးငွေကြေးတွေတင်းကြချီယူထားပြီးတော့ဒီလိုလူသားရွက်ကောက်ပွဲနိုင်သွားခဲ့လို့လှုပ်တော်တဲ့ရောက်သွားခဲ့လို့လက်ထဲမှာအာဏာများရသွားလို့တော့မလီပွဲစားလှုပ်စားလိုက်မဲ့ဖြစ်ခြင်းတိုင်းပြည်ကိုစဉ်းစားကြည့်ပါဦးပြီးတော့သူမတရားသွားလှုပ်ထားတဲ့မိသားစုစီကပတ်စံအဲ့ဒီမိသားစုကပြန်ရမယ်ထင်လားပြန်ရရင်လေသူဘလို့ပတ်စံနဲ့ဆက်မထင်လဲ ဒါမှမဟုတ်အခွင့်အာဏာနဲ့ဒီမိသားစုသူ့ပြင်မြင့်မလှန်ရဲအောင်ဒီမှုကိုဖျောက်ပစ်လိုက်တောင်ဖြစ်နိုင်ဦးလား။အများကြီးဖြစ်နိုင်သွားပြီလေ။လက်ထဲမှာအာဏာမရှိတဲ့အချိန်တော့မှသူများကမလေးတစ်ပတ်လောက်တဲ့သူကလက်ထဲအာဏာရှိသွားတဲ့အချိန်မှာရိုးသားသွားမယ်လို့မိဘပြည်သူများထင်လားယုံလားရှင့်။ဒါကြောင့်ဒီစကားပုံလေးကိုမိဘပြည်သူများမှတ်ထားပါနော်။အကျွေးရှိကမဖြစ်တဲ့ရှင်ဘရင်ဆက်လိုက်မယ်တဲ့။နော်။ဒါကြောင့်အကျွေးရှိတဲ့နိုင်ငံရေးသမားတွေဆိုရင်ဖြစ်နိုင်ရွက်ကွယ်မွေးမှာနဲ့လူချင်းမိတို့အေဂျင်စီကိုကျမတို့သိပါရနော်။ အခုနိုင်ငံတော်ကတိဆောက်ရမှာတိဆောက်ဖို့အတွက်ပတ်စံတွေအများကြီးသုံးရမှာဒါပေမဲ့အဲ့သုံးတဲ့ပတ်စံကနိုင်ငံတော်ကတိဆောက်ဖို့အတွက်ကိုသိန်းတထောင်သုံးလိုက်အဲ့သိန်းတထောင်လောက်ကတိဆောက်ရေးမှာအတိအကျဝင်မှနိုင်ငံတော်တိဆောက်ရေးကအရှိရောက်မှာနော်သိန်းတထောင်သုံးလိုက်တာကိုအခုလိုပေါ့နော်ကိုရိုးရှာတဲ့အမတ်တွေသာလွတ်တော်တဲ့အများကြီးရောက်သွားလို့ရှင်အလန်းခင်းမှုဆိုပတ်စံဘလောက်ချပေးလိုက်လို့ရှင်အမတ်ကဘလောက်ဖြတ်စားဟိုကဘလောက်ဖြတ်စားတရားဘလောက်ဖြတ်စားနေအဲ့လန်းကောင်းကောင်းကန်ဖြစ်မထင်လား ဒါကြောင့်ကျွေးတင်ဘယင်ဆက်လိမ့်မည်ဆိုတဲ့အခြေအနေမဖြစ်အောင်ကိုယ်စလဲဦးသေးချာရွေးကြပါကျမတို့ကလည်းကျမတို့အာမခံနိုင်တဲ့သူကိုပဲကိုယ်စလဲဖြစ်နေချပြပါတယ်မိဘပြည်များကြိုက်တာရွေးပါရွေးချယ်တဲ့သူမှန်မှုလို့ရရှင်မမှန်ရင်နိုင်ငံဘဏ္ဍာတွေပြုံးတိမယ်ကျမတို့ရွေးကောက်ပွဲတစ်ဖက်ပဲနော်ရွေးကောက်ပွဲပြီးရင်တို့ကကျမတို့ထံမြင်သွားပြီးရှင်လွှတ်တော် ကိုယ်စလဲဆိုတော့မှကျမတို့ထပ်ပို့ပြီးအာဏာရှိရယ်အချိန်ကြာကျမတို့အောက်စီးရနေပြီးတော့တို့ကိုပြန်ပြီးတော့ဝေဖန်ရမှာ ျမတို့အခြေအနေလည်းအနေများတယ်မိဘပြည်သူများလည်းဒါသဘောပေါက်နားလည်ပြီးသားကိစ္စတွေပါမီဒီယာသမားဆိုတာဘာအာဏာမှရှိရမဟုတ်ဘူးဘာပါဝါမှလည်းရှိရမဟုတ်ဘူးကျမတို့ရဲ့ပါဝါကမိဘပြည်သူတို့ရဲ့ချစ်ချင်းနှစ်တာပဲရှိရယ်ကျမတို့ရက်တည်မှုကမိဘပြည်သူတို့ပဲအားကိုးနေရတာမိဘပြည်သူတို့ကျမတို့ချစ်လို့ကျမတို့ကအရေးပါအရာရောက်တူလေးဖြစ်နေတာပဲရှိရဘာပါဝါမှမရှိဘူးကျမတို့မှာဒါကြောင့်လွတ်တော်လေးရောက်တဲ့သူကြီးမိဘပြည်သူတို့ကောက်ကောက်မွန်ရွေးပေးပါဒီတော့မှကျမတို့လည်းတတ်တာချောင်းချီမှာပါ ဒါပြင်နိုင်ငံသမားတွေလည်းတိုင်းပြည်ပေါ်စေတနာမှန်ကြပါနော်။ကို့မှာအလောက်ကြီးအောင်မှာဇက်ရှုပ်တွေရှိနေလဲရွေးကောက်ပွဲမွေးမှာနဲ့ရှင်။လူချင်းမင်းတို့တကူစားပြက်တနာတွေတော့မဖြေရှင်းနိုင်တာတိုင်းပြည်ရေဘလို့ဖြေရှင်းမှာလဲရှင်။လူချင်းမင်းတို့ကတိုင်းပြည်ရနေပြီးတော့ဘာရမလဲဆိုတဲ့စိတ်နဲ့ရွေးကောက်ပွဲဝင်တဲ့ပုံစံဖြစ်နေရဲ့။ဘာကြောင့်လဲဆိုတော့လူချင်းမင်းတို့မှာတိုင်းပြည်တို့ပေးဆက်စရာဘာမှမရှိဘူးလေ။စိတ်တဲ့ပိုင်းဆိုင်ရာလည်းမရှိဘူး၊ငွေကြေးပိုင်းဆိုင်ရာလည်းမရှိဘူး၊အသိပညာပိုင်းဆိုင်ရာလည်းမရှိဘူး။ဇက်ရှုပ်ထုတ်တွေနဲ့တိုင်းပြည်ကိုတတ်တတ်ကြီးတိုက်ခါချမဲ့အရာတွေတော့မလုပ်ကြနဲ့။ ဒါလေးတော့တိုက်တွန်းခြင်း ਨੇ အခုရွေးကောက်ပွဲမှာအရေးချင်းရှိတဲ့သူတွေလွတ်တော်တဲ့ဝင်နိုင်ကြပါစေလို့ကျမတို့ဆန္ဒပြုဆုတောင်းပါတယ်မြန်မာနိုင်ငံကြီးကံကောင်းပါစေပေါ့ရှင်မိဘပြည်သူများရှင်လှတ်တော်ကိုစလဲလောင်းနေရဲ့ပြဿနာလေးပေါ့နော်အဲ့ဒါလေးကိုကျမတင်ဆက်ပြီးရဲ့ခါမှဆိုရင်ပြည်သူတွေဘက်ကိုလည်းလည်းလှဲ့လိုက်ပါအောင်မယ်။ကျမတို့နိုင်ငံမှာလည်းအရန်ချစ်ဖို့ကောင်းတဲ့ပြည်သူတွေရှိရဲ့ရှင်။အဲ့ဒီကပြည်သူတူဦးအကြောင်းပေါ့နော်။အဲ့ပြည်သူကပါလဲဆိုရင်ရန်ကုန်နေပြည်တော်လမ်းပိုင်းမှာပြေးဆွဲနေတဲ့အခုယထာအစ်တကြီးလေ DMU ယထာတွဲဆိုင်အစ်တ ဈေးပေးဆက်ပါပါတဲ့ရထိုင်းတွဲဆိုင်ကိုခဲနဲ့ပောက်တယ်တဲ့ရှင်အဲ့ဒီပြည်သူကအဲ့ဒီအမှုလေးကိုကျွန်မတင်ဆက်ပေးခြင်းပါတယ်အမှုဖြစ်စဉ်လေးကတော့ညီမမီးရထားအနေနဲ့ရထားစီးခီးသွားပြည်သူတွေအတွက်ကိုရထားတွဲဆိုင်တစ်တင်နဲ့အခုဆိုရင်ခီးစဉ်တွေပြေးဆွဲပေးနေတယ်အဲ့လိုပြေးဆွဲပြီးရဲ့အခါမှာအောက်တိုဘာ28ရက်မွန်လွဲ2:59မိနစ်မှာဆိုရင်အမှတ်9အစံရထားကိုဖြူးနဲ့ဇေယဝတီဘူဒါကြားကားလန်းကူတဲ့နေရာအရောက်မှာဆိုရင်ရထားတန်လန်းအနောက်ဘက်ကနေပြီးတော့ခဲနဲ့ပြစ်ပေါက်တောင်ကျုံတွေ့ခဲ့ရပါတယ် ဒီလိုပြစ်ပေါက်တဲ့အတွက်ပထမတန်းတွဲအမှတ်တက် DMF 10 10တွဲရဲ့ခုံမှတ်3 5 6နေရာမှာရှိတဲ့ပရင်းပေါက်မှန်လက်မခွဲကပေါက်သွားခဲ့ပါတယ်။ကံကောင်းစင်တော့ခီးတယ်ရတော့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူးရှင်။ဒီလိုမျိုးဖြစ်စဉ်ဖြစ်ပွားသွားတဲ့အခါမှာတာဝန်ရှိတဲ့သူတွေကဖြစ်ပွားတဲ့နေရာကိုလာပြီးတော့စစ်ဆေးတယ်ဖြူးမြို့နယ်ရထားရဲတပ်ဖွဲ့ရဲ့ဖြူးမြို့နယ်ရဲစခန်းနဲ့ဖြူးမြို့မှအရှိရဲ့ကွက်ရှိအုပ်ချုပ်ရေးမှုရဲ့တာဝန်ရှိတဲ့သူတွေနဲ့တူသွားရောက်ပြီးတော့စစ်ဆေးခဲ့ကြပါတယ်။ အဲ့လိုစစ်စစ်ရဲ့ခါမှာရထားလမ်းရဲ့အနောက်ဘက်ခြုံပုတ်အနီးမှာကျူးလွန်တဲ့သူဖြစ်တဲ့ထပ်ဦးလွင်ခေါ်ငထော်နီအသက်၁၈နှစ်ပဲရှိသေးရဲ့ရှင်နေတာကတော့အုတ်ဖြက်ရက်ကွယ်ဖြူးမြို့နယ်မှာနေတဲ့သူကိုဖမ်းဆီးရမိခဲ့ပါတယ်ဒါကြောင့်ဖြူးမြို့နယ်ရဲစခန်းမှာရထားပို့ဆောင်ရဲ့လုပ်ငန်းဥပဒေနဲ့အညီအရေးယူနိုင်ဖို့အတွက်အမှုဖွင့်လှစ်ဆောင်ရနေပါတယ်ဆိုပြီးတော့သိရှိရပါတယ်ဒီလိုပါဆိုရင်အသက်ကလည်းငယ်သေးတယ်ပြောရမယ်ဆို၁၈နှစ်က၁၀ကျော်တက်ပေါ့နော်၁၀ကျော်တက်အသက်၂၀တောင်မပြည့်သေးဘူးရှင် စိတ်လိုက်မှန်ပါနဲ့ဘာညရထောင်သူရန်ရှာမိတာလည်းမသိပါဘူးရှင်ပြည်သူပိုင်ပစ္စည်းဖြက်စီးရဲ့အမှုဖြစ်သွားတာပေါ့နော်ပြီးတော့ဒီမှုနဲ့ပတ်သက်ပြီးတော့ဘူးတုတ္တလေးပါမြန်မာနိုင်ငံမှာပြည်သူပိုင်ပစ္စည်းဖြက်စီးခြင်းတဲ့သူတချို့ရှိရဲ့ရှင်ရှိရဲ့အဲ့လူတွေကျမသတင်းနားထောင်ပြီးလို့ရှင်နည်းနည်းစင်ကြယ်နိုင်မှုအတွက်ပေါ့နော်ကိုလောက်တဲ့လောက်ရကနိုင်ငံတော်ရဲ့ဘယ်ဥပဒေနဲ့ညှိရဲဆိုတာလေးသိရအောင်ပေါ့နော်ကျမပြောပြပါမယ်2016ခုနှစ်ဇန်နဝါရီလ5ရက်မှာထုတ်ပြန်ထားတဲ့ဥပဒေတစ်ခုရှိပါတယ်။အဲ့ဒါကရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြစ်ပါတယ်။ အဲ့ဒီဥပဒေတွေကအခန်း78ပုံမှန်89ခကိုရေးဆိုအရာဆိုရင်ရထားကိုတစုံတရာနဲ့ပြစ်ပေါက်တာသို့မဟုတ်တစုံတရာပြုတ်လောက်တာအတွက်ပြစ်ဒဏ်အနေနဲ့ပုံမှန်84အရာထိုးသူကိုအနည်းဆုံး9နှစ်ကနေ20ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမယ်အပြင်ငွေဒဏ်ကိုလည်းချမှတ်နိုင်တယ်ဆိုပြီးတော့ထုတ်ပြန်ထားပြီးသားနော်ရထားတော့သွားပြီးတော့အခုခဲနဲ့ပေါက်လို့ရှင်ထောင်းတန်း9နှစ်ကနေ20လောက်ထိကျသွားနိုင်နေရှင်20ထက်တော့မကျော်ဘူးပေါ့နော်တော်တော်ပြဿနာကြီးရနော် ပြည်သူပစ္စည်းဖျက်ဆီးတာလွယ်လွယ်ကူကူအပြစ်ဒဏ်လောက်နဲ့ပြီးမယ်လို့မထင်စေချင်ပါဘူး။စင်ကြင်နိုင်မှုအတွက်ပြောပြတာပါ။ကျမောင်းနိုင်ငံမှာတချို့သောနိုင်ငံသားတွေပေါ့နော်။ကျမကဒီသတင်းလေးကိုကျမကပြောထားတဲ့အကြောင်းရင်းအရှိမလွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်ပြီးကျမပြောသွားရလေ။လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်းကိုယ်စားလှယ်လောင်းတွေပေါ့နော်။နိုင်ငံရေးသမားတွေထဲမှာလည်းအဲ့လိုမျိုးအကျင့်ဆက်ရိုက်ချွတ်ယွင်းနေတဲ့သူတွေပါတယ်လို့ပြည်သူလူထုထဲမှာလည်းအဲ့လိုအကျင့်ဆက်ချွတ်ယွင်းနေတဲ့သူတွေရှိရဲ့ရှင့်။ကျမောင်းနိုင်ငံမှာနိုင်ငံမှာပစ္စည်းကိုနိုင်ငံမှာပျက်စီးမှန်းနားမလဲပဲနဲ့ ဖြည့်ဆည်းခြင်းတဲ့သူတွေရှိတယ်။တကယ်လည်းဖြည့်ဆည်းခဲ့ကြတယ်။2021ဆန္ဒပြတော့ဘာကြီးလောက်ခဲ့ကြလဲကိုကိုအသီးဆုံးတပ်ဖို့မှန်တမ်းတွေလည်းရှိတယ်။တာယာကွင်းတွေမီးရှို့တယ်။လမ်းတွေမှာမိုက်တွေပုံနေ၊ကြောင်းတွေဖြည့်ဆည်းရဲ၊ရုံးတွေဖြည့်ဆည်းရဲ88တောင်းလည်းတစ်ခါဖြစ်ပြီးပြီ။ဘာမှမဟုတ်ဘူးတော်လှန်ရေးလုပ်ဘူးဆိုတာနဲ့အဲ့ပြည်သူ့ဝန်ပစ္စည်းဖြည့်ဆည်းတာထိတ်ဆုံးပါ။ဘယ်ချိန်ကနေဖြည့်ဆည်းခြင်းနေကြလဲမသိဘူး။နောက်ဆုံးအခုစစ်တွေဖြစ်တာအစလက်နက်ကင်တွေမြို့တွေကနေစွန့်ခွာပြီးထွက်ပြေးသွားတာမြို့ကိုမီးရှို့သွားတယ်။မြို့ရဲ့ပြည်သူ့ဝန်ပစ္စည်းဖြစ်တဲ့ ရဲစခန်းနေစေယုံနေမိသက်စခန်းနေအဲ့ဒါကိုမူးရှို့သွားတယ်အဲ့ဘာလို့ကြာလဲမသိဘူးပြည်သူ့ဘာပစ္စည်းကိုတို့ကတို့ရဲ့အဖေပိုင်းနဲ့ပစ္စည်းများထင်နေလားမသိဘူးတုံလုံးတုံမှောက်လို့မှောက်လောက်ကြတာကျမထင်တယ်နောက်ထပ်အစိုးရအစ်စ်မှာဝင်လာမဲ့လှုပ်တော်ကိုယ်စားလေအစိုးရအဖွဲ့ဝင်တွေကမမချာချာရှိမှဖြစ်မှာနော်မြန်မာနိုင်ငံလူတွေစတိုင်လည်းချက်လောက်ကြည့်ပါဦးရှင်ရထအောင်ခဲနဲ့ပေါက်တာနဲ့ရဲစခန်းမီးရှို့တဲ့ဟာနဲ့ဖယားကိုဟိုဌာပနာဖောက်တဲ့သူနဲ့ လမ်းမေမှာအပိုက်ကိုပြစ်ကျင်သူလိုပြစ်တဲ့သူနဲ့နောက်ဆုံး YBX ကားစီးရင်တော့ YBX ထိုင်ကိုဖျက်ဆီးရတဲ့သူနဲ့ရထားအောင်မှာဆိုလည်းအဲ့လိုပဲကွန်ဒရီကိုထွေးကျင်တဲ့နေရာထွေးရအမိုက်ကိုပြစ်ရှင်နေတာဖြစ်တဲ့သူလည်းမလေးဒီလူတွေကိုဘယ်လိုများထိတ်ကြမှာလဲဆိုကျွန်မစဉ်းစားလို့တော့မရအောင်နော်အဲ့တော့တတော်ကိုစလေဒီနေရာလည်းနည်းနည်းမမချာချာရှိဖို့လိုတယ်လှုပ်ရဲကန်ရဲဖို့လိုတယ်ပြောရဲဆိုရဲဖို့လိုတယ်အချို့ပြည်သူတွေကလည်းပြည်သူမပြည်သားအောင်နိုင်ငံကြီးသားမပြည်သားအောင်ရှင့်အင်မတန်စိတ်တက်တွေအောက်တန်းကြကြတယ်အစိုးရအောင်မြင်ကတ်တာနဲ့ပြည်သူပိုင်ပြည်စည်းဖြစ်စီရတယ်ဘာမှမဆိုင် မဆိုင်လဲသူတို့ကလုတ်တယ်ဆိုတဲ့အခါကျတော့မြန်မာလူမျိုးမြန်မာလူမျိုးချင်းချင်းဘလို့ထိုင်လို့ထိုင်ရမှာတော့ကျမတို့အကြံမထွက်ဘူးရှင်အကြံမထွက်ဘူးဒီတော့မြန်မာလူမျိုးချင်းချင်းပေါ့နော်ထိုင်မယ်တိုးတက်အောင်စောင့်ရှောက်မယ်ဆိုရင်တော့ကိုယ်တိုင်ကတော်တော်မမချာချာရှိပြီးတော့စွမ်းဆောင်တော်တော်ပြည့်ဝမှာဖြစ်မှာနော်မျိုးမို့ဆိုရင်ဒီမိုကရေစီခေတ်ကြရင်ပိုးဆိုးမှာရှင်ကျမတို့ဒီနိုင်ငံမှာနေလာတာအသက်38နှစ်ရှိပြီကျမတို့ထက်အသက်တွေအများကြီးရဲ့သူပိုနားလဲပါတယ်မြေပြင်မှာရှိတဲ့အချို့ပြည်သူတွေကတော်တော်ထိတ်ရန်တိုင်ရန်ခတ်တယ် ဒီလူတွေကိုထိမ့်ဖို့အစိုးရအဖွဲ့မှလုပ်တဲ့သူတွေကတော့ပါမှန်တော့မရအောင်ပေါ့နော်သူတို့ထပ်ပို့ပြီးတော့မိုက်တဲ့မိုက်ပြရတယ်သူတို့ထိမ့်ကြောင်းနိုင်အောင်လို့သူတို့ထပ်ပို့ပြီးတော့ထက်မြက်နေမှဖြစ်မှာပါဒါလေးကိုကျွန်မတရင်ထဲကနေပြီးတော့ message လေးပေးချင်လို့အခုတရင်လေးကိုတင်ဆက်ပေးတာဖြစ်ပါတယ်ပြည်သူများအနေနဲ့ကလည်းပြည်သူ့ဘဏ်ပစ္စည်းဆိုတော့အားလုံးရဲ့ပိုင်ဆိုင်မှုပါနော်အစိုးရပိုင်ဆိုင်မှုမဟုတ်ပါအောင်ရှင့်မြန်မာနိုင်ငံသားအားလုံးသုံးစွဲရတဲ့ပစ္စည်းပါဒါကိုကိုယ့်ရဲ့နိုင်ငံရေးအတားအကျဖြစ်စေ လူမှုရေးအတားအကျောက်ဖြစ်စေဖြက်စီးတာမလုပ်ကြပါနဲ့လို့တိုက်တွန်းချင်ပါတယ်မြစ်တာအခန့်ချင်ပါတယ်ဖြက်စီးမယ်ဆိုတော့လေရဲဖမ်းမှာပေါ့ရှင်ဒါပါပဲကျမတို့မြစ်တာအခန့်တာပဲရှိရကျမတို့မြစ်တာအခန့်တာနားမထောင်မဲ့လှုပ်ချင်အောင်လုပ်မယ်ဆိုရင်တော့ဥပဒေနဲ့တွေ့မှာပေါ့ရှင်ဒါပါပဲကျမတို့ကတော့ဘာမှမလုပ်ပါဘူးသူများလုံမဲ့ဥပဒေအတတ်တကိုရှိတာပေါ့ရှင်ဒါလေးတော့တိုက်တွန်းချင်တယ်ပြောကြချင်တယ်သတိပြုစင်ကြင်ကြစီချင်တယ်ဒါလေးပါပဲရှင်ကျမတရင်လေးကိုဒီနေ့မှာတလောင်းနေပဲရန်နာပြရစေကျမတရင်လေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတယ်မိဘပြည်သူတွေ စိတ်ချမ်းသာကိုကြမှာကြပါစေကောင်းသောလူဝင်ဆန္ဒတွေပြေးဝကြပါစေလူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလူโซလူမိုက်တည်းရဲ့ရှံကနေကင်းဝေးကြပါစေလို့ကျမကနေ့စဉ်နေ့တိုင်းမှာစုတော်မြတ်တာဟောတာအပ်ပါတယ်ရှင်။